අලව මිංලාවා ီနေ့ဗီဒီယိုကတော့ mobile video editing အနေနဲ့ကျွန်တော်တို့အပိုင်းလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကခက်ညက်ကက်လုတ်တဲ့နီးကိုပြပြပေးသွားမှာဖြစ်ပါတယ်ခက်ညက်ကက်လုတ်တဲ့နီးရပြပါတယ်အဲ့ဒါကိုကျွန်တော်ကအသေးစိတ်လုတ်ပြပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီမီလေးကိုစောင့်အောင်ကြည့်ပြထားပါ mobile video editing ဖြစ်တဲ့အတွက်အားလုံးသဘောကျမယ်ထင်ပါတယ်ကြည့်လို့သဘောကျတယ်ဆိုရင် like ပေးခဲ့ပါ comment မှာလည်း okay လို့ရေးခဲ့ပါတကယ်ကြီးနေတည်တော့အောင်လည်း share ပေးတော့ပါအောင်နောက်တစ်ခုကပြောချင်တာကတော့ကျွန်တော်ရှေ့မှာ point 1နဲ့3ရှိရယ်ပေါ့နော်အဲ့ဒီ point တွေကိုကြည့်ချင်နေဆိုရင်ကျွန်တော်တို့ဒီ playlist လေးလုပ်ပေးထားပါရယ်ကျွန်တော် playlist လေးမှာသွားပြီးတော့တစုတစီတည်းကြည့်လို့ရပါတယ်ဒါနဲ့ က်အပိုင်းလည်းလာပါအောင်မယ်တည်ကျင်တဲ့အကြောင်းအရာတွေကိုမှတ်သွားပြီးလို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်အားလုံးမင်္ဂလာပါကျွန်တော်ခုဗီဒီယိုမှာတော့ကျွန်တော်တို့ဖြည့်ညက်ကပြပေးမှာဖြစ်တယ်အခုကျွန်တော်တို့ဒီ timeline ပေါ်မှာပေါ့နော်ကြော်ဒီပိုင်းအဲထည့်ထားတဲ့ဗီဒီယိုတွေကကိုအစင်ပြတဲ့ဟာတွေကိုဖြတ်မှာဖြစ်ပါတယ်နောက်ပြီးကြတော့ကျွန်တော်ကဒီ video file ဝဖြတ်တာမဟုတ်ပဲနေပေါ့နော်ကျွန်တော်ကအတန် file ဝထည့်ပြီးရောဖြတ်မှာဖြစ်တယ်ပေါ့နော်ဆို VM မှာအတန် file ထည့်ပြီးဖြတ်တဲ့ဟာတွေလည်းဖြတ်ပေးပါမယ်ဆိုတော့ကျွန်တော်ဒါလေးချက်ကြည့်ကြည့်မယ် ဆိုတော့ဒါကတော့ကျွန်တော်ကပေါ့နော်ဒီခီးသွားနေတဲ့ဘလော့ပုံစံမျိုးငက်ပင်လေးကိုသွားတဲ့ဟာကိုကျွန်တော်ရိုက်တာဖြစ်တဲ့အတွက်အဲသွားတဲ့ဟာလေးကိုရှော့လေးကိုကျွန်တော်ကပြရမယ်ပေါ့နော် Okay ဒါဒီနားလာဒီပဲကျွန်တော်ပြမယ်ပြီးရင်ဒါဖြတ်လိုက်မယ်ပြီးပြီးဆိုတော့ကျွန်တော်နောက်မှာတခြားကျွန်တော်ရုပ်ဒီပါတွေပြကျင်တာမျိုးရှိရဲဆိုလိုက်ကြည့်မယ်ပေါ့နော်ဒီနားလေးကျွန်တော်လွတ်လိုက်မယ်ဈေးကောင်းအောင်တော့ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော် Okay delete နဲ့လိုက်ပါ င် okay အလောက်ဒီပဲထားမယ် okay အဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးဒီကောင်းအောင်ဆက်လက်ပြီးတလီနေပါပြီဒီမှာပေါ့နော်ဟုတ်ကဗီဒီယိုရိုက်နေတာဗီဒီယိုရိုက်နေတာကျွန်တော်ငါပြနေသွားတယ်ဗျာ။အဲ့ okay အဲ့နဲ့တော့မယ်။တော်ပြီးတော့ဒီနောက်မှာလာမယ်ပေါ့နော်။ကျွန်တော်စိတ်မလိုရတာကြီးဖြတ်လိုက်မယ်။ ဆိုဒီကောင်းအောင်ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလက်ပင်လေဟိုရောက်သွားပြီပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်ကဒီဒီကောင်းဒီကောင်းနေကိုထည့်မှာဆိုတာထက်ပေါ့နော်ဟုတ်လဲဟုတ်ဒီကောင်းနေထည့်မှာပေါ့နော်အဲအဲ့ဒီမှာကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော်ဒီအတန်ဖိုင်လေးလည်းကျွန်တော်ထည့်မယ်ပေါ့နော်အတန်ဖိုင်ကိုလည်းထည့်မယ်ဒီကောင်းလေးတွေကိုလည်းကျွန်တော်ကပြမယ်ပေါ့နော်အဲဒီကောင်းလေးအပေါ်ကနေကျွန်တော်အတန်ဖိုင်ထည့်မှာပေါ့နော်အဲဒီကောင်းလေးပေါ်ကနေကျွန်တော်အတန်ဖိုင်ထည့်မှာဆိုတော့အဲဒီမှာဒီဒီကောင်းလေးကိုနှိပ်ရမှာပေါ့နော် အဲဒီမှာအသံဖိုင်လေးထည့်ရမှာပေါ့နော်နေမယ်နေပြီးတော့ music ကိုနေမယ်အဲဒီမှာကျွန်တော်တို့ my my music ထဲကကျွန်တော်ကဒီမှာ file app ထဲမှာသွားရှာမှာပေါ့နော်ကျွန်တော်အသံသွင်းထားတဲ့ file ကိုပေါ့လေအဲကျွန်တော်အသံသွင်းထားတဲ့ file ကတော့ကျွန်တော်ဒီ recording ဆိုတဲ့ folder ထဲမှာရှိရယ်ပေါ့နော်ဆိုတော့ recording ဆိုတဲ့ folder ထဲမှာဒီ folder လေးထဲမှာရှိရဲအဲ့ထဲမှာသွားမယ် voice recorder ထဲမှာပေါ့နော်ကျွန်တော်ဒီမှာဒီကောင်လေးပေါ့နော်အဲ့ကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော် mic ဆိုတဲ့ထည့်တယ်မယ် ဒီအောင်လည်းရပြီပြီးရင် use ကိုနေမယ်ပေါ့နော်ပြီးရင်ဒီအောင်ထည့်လို့ရရပေါ့နော်ဒီကောင်ကအခုဒီထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်ပါထည့်လိုက်ပြီးဆိုရတဲ့ဒီကောင်ဒီအထိရပြီဒီကောင်ဆက်ဆွဲလို့ရသေးလားပေါ့နော် အဲ့ဒီနေရာမှာကျွန်တော်တို့ကကိုယ့်အတန်ဖိုင်အရန်ရှည်နေရမျိုးတွေဆိုရင်ကျွန်တော်တို့ကအတန်ဖိုင်ကဒီဘက်ကိုဆွဲလို့မရတော့ဘူးအဲ့ဆိုကျွန်တော်ဒီကောင်ကိုထပ်ပြီးတော့ထည့်ပြီးတော့လုတ်ကြမယ်ပေါ့နော်အဲ့မှာကျွန်တော်ကဟိုဓာတ်ပုံလေးထည့်မယ်ပေါ့နော် stop တဲ့ကဓာတ်ပုံလေးထည့်မှဖြစ်တဲ့အတွက်ဒီကောင်ကိုနှိပ်ပြီးတော့အဲဒီဖိုတိုလေးကိုသွားလိုက်မယ်ပြီးရင်အဖြူအောင်လေးနှိပ်ပြီးတော့ထည့်လိုက်မယ်အဲ့ကောင်လေးကိုကျွန်တော်လောလောဆယ်တန်ဖိုင်ဒီပါလေးလုတ်လုတ်ကင်းကိုဆွဲလို့ရအောင်လို့ကျွန်တော်ကဆွဲထားမှဖြစ်ပါတယ်ပြီးတော့စပြီးတော့ကျွန်တော်တို့အဲလုတ်လို့ရပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီအတန်ဖိုင်ကိုကျွန်တော်ကကြည့်မယ်ပေါ့နော်โอเคအဲ့ဆိုကျွန်တော်ဒီအတန်ဖိုင်ကိုတစ်ချက်ကြည့်မယ်ငါပြန်လဲဆို ိုတာထိုင်းနိုင်ငံစမုပကံမှာရှိပါတယ်။မှတ်ပင်လဲဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုပကံမှာရှိတာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်အဲ့အဲ့ဒီအတန်ဖိုင်လေးကိုကျွန်တော်ကဖြတ်လိုက်မယ်ပေါ့နော်။ကျွန်တော်မလိုအပ်တဲ့ဟာကိုဖြတ်မယ်။အဲ့အဲ့မှာတည်ထားဖို့ကကျွန်တော်အတန်ဖိုင်လေးပါလေးဖြတ်ပြီးဆိုရင်တော့အစကတည်းကကျွန်တော်အတန်ကဖြစ်ပါတယ်။အစအတန်ကျွန်တော်ချဲ့ထားမယ်ပေါ့နော်။အခုလောဆိုကျွန်တော်အတန်ကနည်းနည်းတိုးနေရလို့ခံစားရတယ်ပေါ့နော်။အဲ့ဆိုရင်ကျွန်တော်နည်းနည်းလေး135လောက်ထားမယ်။ပြီးရင်စပြီးတော့ဒီကောင်ကိုဖယ်နှောက်လောက်မှထားမယ်ဆိုရင်အဲဒီကောင်ကိုဖိပြီးတော့ကျွန်တော်တို့ရှေ့ကိုဆွဲလိုက်မယ်။မှတ်ပင်လဲဆိုတာထိုင်းနိုင်ငံဘန်ကောက် ောင်းပြူကစမုပကံမှာရှိတာဖြစ်ပါတယ်။အပင်လျာဆိုရင်ညနေပိုင်းကိုသွားမယ်ဆိုတဲ့အခါ၃နိုင်ဝင်ကြလို့ဆိုရင်တော့အဲ့ဒီအများကြီးတွေ့ရမှာဖြစ်ပါတယ်။အဲ့ဆိုလည်းအကောင့်လေးကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်။အပင်လျာဆိုရင်တနေ့ပန်းကိုသွားမယ်ဆိုတဲ့အခါ၃နိုင်ဝင်ကြလို့ဒီကောင်ဒီနားမှာကျွန်တော်မလို့ပေါ့နော်။အကောင့်ဖျက်မယ်။ delete နေလိုက်။ဒီကောင်ရှေ့နေနဲ့ကတ်မယ်ပေါ့နော်။ဖီပြီးရောရှေ့လေးကတ်လိုက်ပါ။တနေ့ပန်းကိုသွားမယ်ဆိုတဲ့အခါ၃နိုင်ဝင်ကြလို့ဆိုရင်တော့အဲ့ဒီအများကြီးတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီခါမှာဆိုရင်တော့ငှက်တီရဲ့အဲ့ခါမှာဆိုရင်တော့အဲဒီကောင်ပေါ့နော်ဒီအဲ့ခါမှာဆိုရင်တော့ဆိုတာလေးဖြတ်မယ်ပေါ့နော် delete နေလိုက်ပါ ကျွန်တော်ဒီအောက်ကဗီဒီယိုဖိုင်တွေပါညာတွေကကျွန်တော်ကဖြတ်มาပေါ့နော်အခုလောလောဆယ်ကျွန်တော်ကဟိုဒီအတန်ဖိုင်ကထားတော့ထားဟုတ်တယ်ပေါ့နော်လောလောဆယ်ကျွန်တော်ဒီဒီကောင်ပဲနေပေါ့နော်အဲ့အပြင်ကျွန်တော်ဒီဒီဒီအပိုင်းကိုကျွန်တော်ကနောက်နည်းထုတ်လိုက်တော့မယ်ပေါ့နော်โอเคအဲ့အခါမှာဆိုရင်တော့ငှက်ဒီကိုစာချွေးလို့ရတယ်အဲ့အခါမှာဆိုရင်တော့ငှက်ဒီကိုစာချွေးလို့ရတယ်ပေါ့နော်အဲ့အခါမှာဆိုရင်တော့ငှက်ဒီကိုစာချွေးလို့ရတယ်ဝင်ကြီးလဲပြေးစရာမလိုတာဖြစ်တဲ့အတွက်လာရောက်လဲပဲဆိုရင်လည်းအရင်များပါတယ်ဆိုရင်ဒီကောင်ကြည့်မယ်အဲ့ဒီညမှာတော့ချို့ဆိုရင်တပ်ပုံကြီးရကြတယ် ပြည်တကောင်ဖြစ်မယ်တပ်ပုံနေရကြတယ်သူဆိုရင်တတော်ကစားကြတယ်အဲ့လိုပဲရန်စီစီကကနဲ့ပြောစရာကောင်းတဲ့နေရာဖြစ်ပါတယ်ပြီးတော့ညနေခင်းရောက်ပြီဆိုတာနဲ့နေဝစည်းစာကိုလည်းကြည့်လို့ရပါတယ်အဲ့ဒါဆိုရင်လည်းအဲ့ဒါအကောင်လေးကျွန်တော်ဖြတ်လိုက်မယ်မလိုမလိုတဲ့နေရာလေးပေါ့နော်ပြီးရင်ရှေ့လေးပြလိုက်ပါနော်နေဝစည်းစာကိုလည်းကြည့်လို့ရပါတယ်ပင်လယ်ပြင်ကိုတဆုံးကြီးကြည့်ရတာဖြစ်လို့ပင်လယ်ထဲကိုနေလုံးကြီးဝင်သွားတဲ့ okay ဒါဖြစ်လို့အဲ့ဆိုရင်နောက်မှာပေါ့နော်ကျွန်တော်မလိုအပ်တဲ့အပိုင်းလေးလေးဒါလေးဆိုပို့နေရဗျာအဲ့ဆိုအကောင်ဖြတ်လိုက်မြန်ရန်ကိုလှပါတယ်ပင်လေတဲ့ကိုနေလုံးကြီးဝင်သွားတဲ့ရန်ကိုလှပါတယ်ပင်ကွင်းကရန်ကိုလှအမြင်ကွင်းကအရန်ကိုလှပါတယ်ပင်လယ်ထဲပိုရင်းလုံးကြီးဝင်သွားတဲ့မြင်ကွင်းပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီရှေ့အပိုင်းလည်းမလိုတော့ဘူးဖြတ်လိုက်မယ်ပင်ဟိုတဆုံးကြီးရတာဖြစ်လို့ ဲတဲ့ကိုနေလုံးကြီးဝင်သွားတဲ့ဘုံကရမ်းကိုလာပါတယ်ဆိုဒီနားလေးမှာကျွန်တော်နည်းနည်းတော့ပို့ပြီးဖြတ်ပြီးသွားပြီပေါ့နော်ပြင်လေတဲ့ကိုနေโอเคဆိုဒီမှာပေါ့နော်ပြန်ပြီးဖြတ်ချက်လိုက်မယ်နေလုံးကြီးအဲတဲ့ကိုနေလုံးကြီးနေတဲ့ကိုနေလုံးကြီးဝင်သွားတဲ့ပါရမ်းကိုလပါတယ်ဘုံကရမ်းကိုလာပါတယ် ဝင်သွားတဲ့ပင်ကွင်းကရမ်းကိုလေလိုတဲ့တဲ့ကိုလေလုံးကြီးဝင်သွားတဲ့ပင်ကွင်းကရမ်းကိုလှပါတယ်။ Okay ။ဒါကြောင့်အပင်လေကိုသွားဒါကြောင့်တစ်ချိန်တစ်ခါလောက်ဒါကြောင့်တစ်ခါလောက်အပင်လေကိုသွားမယ်ဆိုရင်တော့ညနေ3နာရီဝင်ချင်တော့ကသွားပြီးတော့ဒါကြောင့်တစ်ခါလောက်ငှက်ပင်လေကိုသွားမယ်ဆိုရင်တော့ညနေ3နာရီဝင်ချင်တော့ကသွားပြီးတော့နေဝင်စီစာကြည့်မှပြန်ဖို့ကျွန်တော်ပြောချင်ပါတယ်။ဟာဆိုဒါကကျွန်တော်တို့ပြန်ညက်က အဲပြီးသွားပြီเนาะဒါကျွန်တော်အတန်ဖိုင်ကိုဖြည့်ဆည်းကက်လုပ်တာပါဒါအတန်ဖိုင်ဖြည့်ဆည်းကက်လုပ်တဲ့အကြောင်းမလို့ကျွန်တော်တို့ချားပိုင်လို့လို့ရမယ်ကြည့်ကြည့်မယ်ပေါ့เนาะအဲဒါပြီးရင်တော့ကျွန်တော်ဒီအတန်ဖိုင်ဖြည့်ဆည်းကက်လုပ်တဲ့အကုန်ပြီးပြီးဆိုရင်ကျွန်တော်တို့ဖြည့်ဆည်းကက်လုပ်တဲ့ပုံစံသဘောတရားလေးရဒါလေးပဲပေါ့เนาะအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလုပ်ထည့်မယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဗီဒီယိုလုပ်ထည့်မှာဖြစ်ပါတယ်ပေါ့เนาะโอเคပါဆိုတော့ဖြည့်ဆည်းကက်လုပ်တဲ့သဘောတရားကအဲ့တိုင်းပဲအဲလိုက်တယ်ဖြည့်တယ်ညက်တယ်အကုန်ပြီးပြီးကြိုက်တဲ့နေရာလေးဆင်ပြေပြီးဆိုရင်တော့ရရပေါ့เนาะဒီမှာဒီညမှာတီးထားမှာကကျွန်တော်တို့အတန်ဖိုင်ဖြည့်ပြီးဆိုရင်တော့အတန်ဖိုင်ကိုမဖြည့်ခင်ကျွန်တော်တို့ကဒီအတန်ချိန်စားရှင်ချိန်ထားလိုက်အာကျွန်တော် ် effect တွေချိန်ဆရာချိချိန်ထားပါတော့။ဒါမှမဟုတ်လို့ပြောရတာလဲဆိုရင်အတန် file ကိုဖြတ်မယ်ဆိုရင်အပိုင်း file ခုဆိုရင်ကျွန်တော်အပိုင်းကတော်တော်များဝိုင်းပါလိ။အတန်အစကလေးကကျွန်တော်မမြင်ခဲ့ဘူးဆိုရင်တပိုင်းချင်းလိုက်ပြီးတော့မြင်နေရမှာပေါ့နော်။အဲ့ဆိုအရန်ကြာသွားမယ်ပေါ့နော်။အကြောင်းမလို့တကယ်တော့ကျွန်တော်တို့ကဟိုမဖြတ်ခင်အဲဘာမှဖြတ်တောင်းခြင်းဖြတ်ညက်ခြင်းမလုပ်ခင်မှာကျွန်တော်တို့ကအတန် file ကိုအတန်ဆိုရင်ချိန်ဆရာချိန်ထားပါပေါ့နော်။ဟုတ်ကဲ့ပါဆိုတော့ဒါလေးပဲပေါ့နော်။ဒါပြီးနောက်နောက်ခုကြာတော့ကျွန်တော်တို့ video တွေထဲမှာဖြစ်ပါတယ်။တကယ်လို့ video editing နဲ့ပတ်သက်ပြီးတော့ကျွန်တော် service လိုချင်တာပဲဖြစ်ဖြစ်သင်တန်းတက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီမှာရှိပါတယ်။ editing service လိုချင်နေဆိုရင်တော့ data ဆိုတဲ့ Facebook page မှာ ှာလာပြီးအက်လို့ရပါတယ်။တနန်းနေတက်ချင်တယ်ဆိုရင်တော့ ITK online class ဆိုတဲ့ Facebook page မှာလာပြီးတက်လို့ရပါတယ်။တနန်းနေရတော့ကျွန်တော်တို့ Telegram ကနေကျွန်တော်တင်ပြတာဖြစ်ပါတယ်။ Telegram မှာကျွန်တော်တို့ဒီလိုမျိုး group လေးတွေဖွဲ့ပြထားတာဖြစ်ပါတယ်။အစဲလိုက်လေးလုပ်ပေးထားပါတယ်။တခုဝင်လိုက်မယ်ဆိုရင်တင်ကန်းစာ video file နေနဲ့ကျွန်တော်လေ့လာရမှာဖြစ်ပါတယ်။ဆိုတော့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ ITK online class ဆိုတဲ့ Facebook page မှာလာပြီးတက်လို့ရပါတယ်။နောက်တဲ့ video မှာထပ်တွေ့ပါမယ်။ Bye bye